ထမချန်းစာတွေက ရှိကြတဲ့နန်တွင်ဇလန်တပုတ်ကနေကပားအနာကအကြောင်းပဟေလီတခုရဲ့အဖြေကိုရှာတွေ့နိုင်လေဆိုရင်ဘလို့နီမလဲဒီနေ့မှာတော့အစ္စတာဝတ်ထုနဲ့ဗျာဒိကျန်ကြားကအန်ဟောဆရာခေါင်းတဲ့ဆက်စမှုကိုအတူတူလေ့လာကြည့်ကြပါမယ်ကဲဒီအတိဘယ်ဖွင့်ဆိုချက်ရဲ့အဓိကအချက်ကတော့အစ္စတာဝတ်ထုထဲကလူချန်းဟာမန်ဟာဗျာဒိကျန်ထဲကအဆုံးစွန်သောယန်တူစာတန်ကိုပုံဆောင်နေတယ်ဆိုတာပါပဲဟုတ်ပြီ ရှေးခင်နန်းတွဲအမတ်တယောက်ကဒီလောက်ကြီးမားတဲ့ပုံစံမှုတစ်ခုဘလို့ဖြစ်လာနိုင်တာလဲဆိုတာကိုကြည့်လိုက်ကြရအောင်။ဒီဆက်ဆက်မှုကိုနားလေဖို့ကျွန်တော်တို့အပိုင်း၅ပိုင်းခွဲပြီးလေ့လာတော့ပါမယ်။ဇလန်းတစ်ခုရဲ့တူညီရဲ့အစီအစဉ်ကနေစပြီးတော့နောက်ဆုံးချိုတင်သတ်မှတ်ထားတဲ့အောင်ပွဲအထိတဆင်ချင်းစီကြည့်ထွားကြပါမယ်။ဟုတ်ပြီ။ပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်။ဒီအတိပြဖွင့်ဆိုချက်ရဲ့အဓိကဆိုကတော့အေတရာဝတ္ထုဟာတမိုင်းဆလံတပိုးတက်တက်မဟုတ်ပဲဗျာဒိတ်ကျဲမှာဖော်ပြထားတဲ့ နောက်ဆုံးသောကာလကပြိပက္ခအတွေ့ပုံစံငယ်တစ်ခုဒါမှမဟုတ် blueprint တစ်ခုအဖြစ်တည်ရှိနေတယ်ဆိုတာပါပဲဒီဇက်ကောင်တွေရဲ့ပုံဆောင်မှုကိုခြိလိုက်ရင်ပိုရှင်းသွားပါလိမ့်မယ်ဟာမန်ကစတန်ကိုကိုးစားဖြူတယ်ပြီးတော့သူကဘယင်အားရွှေရွေရဲ့လော်ကီအာနာကိုအတုံးချဲတယ်ဒီအာနာကိုပဲဖြာရီချမထားရဲဆိုပြီးပုံဆောင်ထားရပါတယ်ဒီအနန္နဲ့ဘသူတွေကိုတက်ခိုက်တာလဲဆိုတော့ဘုရားသခင်ရဲ့လူတွေတနည်းအားဖြင့်တန်ရှင်သူတွေကိုပါပဲ။ ကဲဇလန်းရဲ့အဓိကပဋိပက္ခဘယ်ကစလဲဆိုတာကြည့်ရအောင်ဇလန်းတစ်ခုလုံးမှာတွေ့ရတဲ့တူညီတဲ့အချက်ကတော့ချင်းချောက်မှုကဖျားတခင်ကလွဲပြီးခြားအာနာပိုင်တယောက်ကိုဥညွတ်ဖို့ငင်းဆိုင်ရနေစတင်ခဲ့တာပါပဲအီဒီစတန်ဝတ်ထုထဲမှာဆိုရင်ဟာမန်ကတရင်ရစ်တန်စိတ်တော်ကိုထုံးပြီးကြောက်စရာကောင်းတဲ့အမိန်တစ်ခုထုတ်ပြန်ခဲ့တယ်အဲ့ဒါကတော့ပါရှားအင်ပါယာတစ်လျှောက်လုံးမှာရှိတဲ့ဂျူးလူမျိုးအားလုံးကို ခလေလူကြီးကြားမမရွေး တနေ့တည်းမှာအပီးတိုင်းတော့တင်ရှင်းလင်းပြဖို့ပါပဲတကယ့်ကိုရစ်စတဲ့အစီအစဉ်ပါအခုပြားရင်ကျမ်းဘတ်ကိုတစ်ချက်ကြည့်လိုက်ပါချက်သေးထစရာကောင်းလောက်အောက်ကိုတူညွေရဲ့ပဲ့တင်တန်းကိုကြားရပါလိမ့်မယ်ဒီမှာကျတော့တားရဲကသူ့ရဲ့ရုပ်တူကိုမကိုဝဲတဲ့သူမှန်သမျှကိုအကုန်တတ်ဖို့အမိန်ပေးခဲ့ပြန်တယ်ဆော့တော့ဇလန်နှစ်ခုစလုံးရဲ့အထက်ကအချက်ကကိုးကွယ်မှုကိုညှင်းပယ်ရင်တေရန်ပေးတာပါပဲ ဒါကြောင့်ဒီဇလန်နှစ်ခုလုံးမှာတုံးသွားတဲ့နီးပြူဟာကအတူတူပဲဖြစ်နေတာကိုတွေ့ရမှာမှာအဲ့ဒါကဘာလဲဆိုတော့နိုင်နေတော်ရဲ့ဥပဒေကိုသုံးပြီးဘုရားသခင်ရဲ့ပြည့်ညတ်တော်နဲ့ထိတ်တိုက်တိုးအောင်ဖန်တီးလိုက်တာပဲဒီလိုလုပ်လိုက်တဲ့အခါသစ္စာဆောင်တည်သူတွေဟာရွေးစရာလမ်းမရှိတဲ့ထောင်ချုပ်ထည့်ကိုရောက်သွားတာပေါ့ဒီလိုမျိုးအရာအလုံးအဆုံးသတ်တော့မယ်လို့ထင်ရတဲ့အထင်မှာပဲဇလန်ကအလဲပြောင်းတစ်ခုဖြစ်လာပါတယ်ရတန်လို့မရဘူးလို့ထင်ရတဲ့ဒီဖြစ်စီချင်းအစီအစဉ်ကိုရတန်ဖို့အတွက်သူရဲ့ကောင်းတဲ့ယောက်ကတည်ခြင်းကိုစွန့်စားပြီးရင်ဆိုင်ရအရုံမှာပါ ဒီနေရာမှာအေးစတဲ့ဆုံးဖြတ်ချက်ကဘလောက်တောင်ပြတ်သားပြီးရေးရင်တလဲဆိုတာကြည့်အဲ့ဒီခက်ကဥပဒေအရဘေးရင်ကမခေါ်ပဲအရှိမောင်ဝင်ရင်တေးတံပဲလေဒါပေမဲ့အေးစတာကသူ့လူမျိုးတွေတို့လားတခုတည်းသောမျိုးလင်းချက်ဖြစ်တာကြောင့်အသက်ကိုဆုံးပြီးဝင်ဖို့ဆုံးဖြတ်ခဲ့တာပါဒီအသေးပဲဖွဲ့ဆိုချက်အရာတော့အေစတာရဲ့အသက်ဆုံးဖို့အသင်းဖြစ်နေတဲ့စက်တာဟာပုံပြီးကြီးမားတဲ့အရာတစ်ခုကိုပုံဆောင်နေပါတယ်။ အဲ့ဒါကတော့လူသားတွေအတွေ့အသက်စတဲ့ခဲ့တဲ့ခရစ်တော်ရဲ့အဆုံးစွန်သောဆွလွန်အနစ်နာခံမှုကိုပုံဖော်နေတာပဲဖြစ်ပါတယ်။ဒီနေရာမှာတကယ်ကိုမသားစရာကောင်းတဲ့ပြောင်းပြန်အဖြစ်အပျက်ကြီးတစ်ခု ရှိနေတာပါ။ဇလန်းတစ်ခုလုံးမှာလူဆိုးကသူ့ရန်သူကိုဖျက်ဆီးဖို့ဖန်တီးလိုက်တဲ့အရာကပဲသူ့ကိုယ်သူပြန်ပြီးအဆုံးစီရင်သွားတဲ့ကိရိယာဖြစ်သွားခဲ့တယ်။ဟမ်မန်ကသူ့ရန်သူတို့စောက်တဲ့ကြိုးစင်မှာကိုယ်တိုင်အထိခံရတယ်လို့စာတန်ကခရစ်တော်ကိုအနိုင်ယူဖို့တုံးတဲ့လက်ဝါးကတန်ကပဲသူ့ရဲ့တရားစီရင်ခြင်းကိုအတည်ပြုလိုက်တယ်လို့ပေါ့။ ဒါပေမဲ့ဇလန်ကချင်းချောက်မှုကိုရက်တလိုက်ယုံနဲ့မပြီးွားပါဘူးလူတွေရဲ့ကံကြမ္မာကိုလုံးဝပြောင်းပြန်လှန်ပစ်မဲ့တံပြန်အာနာပါတဲ့အမိန့်အသက်တစ်ခုထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်အေစတာဝတ်ထုတဲ့ကအမိန့်နှစ်ခုကိုရှင်းကြည့်လိုက်ပါပထမအမိန့်ကဂျူးလူမျိုးတွေကိုဖျက်ဆီးဖို့အမိန့်ပေးတယ်ဒါပေမဲ့ဒုတိယအမိန့်တစ်ကတော့သူတို့ကို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 ကာကွယ်ခွင့်ပေးုံတင်မကပဲရန်သူတွေကိုပြန်လည်တိုက်ခိုက်ချေမုန်းဖို့အခွင့်အာဏာပါပေးလိုက်တာပါတည်ခြင်းကနေအသက်ရှင်ခြင်းနဲ့အောင်မြင်ခြင်းစီကိုလုံးဝကူးပြောင်းထောတာပေါ့ ဒီအမိတ်နှစ်ခုရဲ့ခြားနာချက်ကတမချန်းစာတွေကပဋိညင်တရားဟောင်းနဲ့ပဋိညင်တရားတည့်ရခြားနာချက်နဲ့တူလေလို့ဒီအသေးပေဖွင့်ဆိုချက်ကဆိုပါတယ်ပဋိညင်တရားဟောင်းကလူတွေရဲ့အဖြစ်ကိုဖော်ပြပြီးတည်ခြင်းတရားကိုပဲညွန့်ပြနေချိန်မှာပဋိညင်တရားတက်ကတော့ယုံကြည်သူတွေကိုအောင်မြင်စွာအသက်ရှင်နိုင်ဖို့အတွက်ခွန်အားပေးတယ်လို့ဆိုလိုတာပါဒါဆိုဒီပဋိညင်တရားတက်တနည်းအားဖြင့်အသက်ရှင်ခြင်းဥပဒေကဘလို့အလုပ်လုပ်တယ်လဲပထမဆုံးခရစ်တော်ရဲ့အသွေးတော်နဲ့တန်ဆိတ်ခတ်ထားတဲ့ ပြီးတော့အရင်လိုကြောက်ပြားပေါက်မှမဟုတ်တော့ဘဲလူတွေရဲ့နှလုံးသားမှာရေထိုးထားတယ်။ဒါကြောင့်မို့လို့ယုံကြည်သူတွေဟာအဖြစ်နဲ့တည်ခြင်းကိုအောင်းနိုင်ဖို့အတွက်ခွန်အားအသက်ကိုရရှိစေလေလို့ဆိုပါတယ်။အခုကျွန်တော်တို့ပိုပြီးကျေပြန့်တဲ့ရှူတော့တစ်ခုကနေကြည့်ကြရအောင်။ဒီအထိပ်ပြဖွင့်ဆိုချက်အရာဆိုရင်ဒီအဖြစ်ပြတွေအလုံးဟာအခြေအနေအရတုံ့ပြန်ဆောင်ရွက်တာမျိုးမဟုတ်ဘဲအချိန်မစတင်ခင်ကတည်းကဖျားတခင်ကကြိုတင်ရေးဆွဲထားတဲ့အစီအစဉ်ကြီးတစ်ခုရဲ့အစိပ်ပိုင်းတွေဖြစ်တယ်လို့ဆိုပါရယ်။ ဒါကိုထောက်ခံတဲ့ကြံချက်တခုလည်းရှိပါတယ်။အဲ့ဒါကဘာပြောထားလဲဆိုတော့ဖျားခင်ကြံစီထားတဲ့ရာဟာဖိမြောက်ရမယ်၊စီရင်ထားတဲ့ရာဟာတည်မဲရမယ်ဆိုတာပါပဲ။တနည်းပြောရင်ကိုရောရဲ့အစီအစဉ်ကိုဘယ်ရာကမှတားဆီးလို့မရဘူးဆိုတဲ့သဘောပါပဲ။ဒီအချက်ကတော်တော်လေးနဲ့နဲ့ပါတယ်စဉ်းစားကြည့်လေဟာမန်ရဲ့အစီအစဉ်လိုပဲစာတန်းရဲ့အစီအစဉ်အကြီးမားဆုံးပေါင်းမကောင်းမှုရဲ့လုံရက်တွေတောင်မှနောက်ဆုံးမှာတော့ဖျားသခင်ရဲ့ကောင်းမြတ်တဲ့ရည်ရွယ်ချက်ကိုဖြစ်စီပေးဖို့အတွက်ကိရိယာတစ်ခုအဖြစ်အသုံးတော်ခံသွားရတယ်ဆိုတဲ့အချက်ပါပဲ ဆိုတော့နောက်ဆုံးမှာတော့အရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဖြစ်စည်းခံရမယ့်နေ့ကအောင်ပွဲခံနေနေ့ဖြစ်လာတယ်။အမဲလိုက်ခံရသူတွေကရန်သူကိုအောင်နိုင်သူတွေဖြစ်လာတယ်။အာနာချင်းခွန်ယာကတဖက်ကိုလုံးဝယိုင်သွားပြီးဖျားသခင်ရဲ့လူတွေကဲတင်ချင်းခံရသလိုကိုရော်ရဲ့အကြံအစီလည်းပြည့်စုံသွားခဲ့ပါတယ်။ဒီအကြောင်းအရာတွေအားလုံးကကျွန်တော်တို့ကိုစဉ်းစားကြတာမေခွန်းတစ်ခုမေးစေပါတယ်။ရန်သူရဲ့အစီအစဉ်တွေ မကောင်းမှုတွေတော့မှနိုးဆုံးမှာဖျားသခင်ရဲ့အလိုတော်ကိုဖြည့်ဆည်းပေးဖို့ကြိယာတစ်ခုသာဖြစ်တဲ့ဆိုရင်ကျွန်တော်တို့မျက်စိရှိမှဖြစ်ပြနေတဲ့တမိုင်းဖြစ်တွေကိုရောဘယ်လိုရှုမြင်သုံးသပ်သင့်ပါသလဲ